စီးသွားရတာခတာစီးကျန်နေရလို့ခံစားရတာတွေစီးရင်ကြီးတင်းနေပေမဲ့စီးသွားလို့မရတာမျိုးတွေကိုတော်တော်များများကြုံမှုကြမှာပါဒါတွေကဘာကြောင့်ဖြစ်ရတာလဲစီးမထိန်နိုင်တာကပြဿနာတစ်ခုဆိုပေမဲ့စီးသွားခြင်းရဲ့စီးပေါက်လို့မရတာကတော့ပြဿနာကတော်တော်ဆိုပါတယ်ဒါကြောင့်ဒီနေ့ပြူလီထဲမှာကတော့စီးသွားခြင်းနေပေမဲ့စီးပေါက်လို့မရတာကဘာကြောင့်လဲဘလို့ဖြေရှင်းရမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြပြပေးသားမှာပဲဖြစ်ပါရဲ့ရှင် ယောက်ျားမစီမိမမမီးဆိုတဲ့အတိုင်းပဲစီးနဲ့ပတ်သက်တဲ့ပြဿနာတွေက အမျိုးသားတွေမှာပိုပြီးတော့ဖြစ်တတ်ပါတယ်ဒီစီးပြဿနာတွေကအသက်40ကျော်ကနေပြီးတော့အသက်80ကျားထဲမှာရှိတဲ့အမျိုးသားတစ်ထောင်မှာ9ယောက်လောက်ဖြစ်နေတဲ့ပြဿနာဖြစ်ပါတယ်သူမှချက်ချင်းလက်တလောဖြစ်တဲ့စီးမသွားနိုင်တဲ့ပြဿနာနဲ့နာတာရှည်စီးမသွားနိုင်တဲ့ပြဿနာဆိုပြီးတော့အနှမျိုးရှိပါတယ်ဘလို့လက္ခဏာတွေရှိလဲဆိုတာကတော့အဆက်ပြေးကြည့်လိုက်ကြရအောင်နော် အရင်ဦးဆုံးချက်ချင်းလက်တလောဖြစ်တဲ့စီးမသွားနိုင်တဲ့ပြဿနာပြပြပေးခြင်းပါတယ်။စီးသွားခြင်းနေပြီးတော့လုံအောင်ပေါက်လို့မရတော့ဘူးဆိုတော့တကယ်ကိုနာကျင်ပြီးတော့ခံရခက်တဲ့ဝေဒနာတစ်ခုပါပဲ။ဒီလိုမျိုးချက်ချင်းလလလဖြစ်တဲ့စီးမသွားနိုင်တဲ့ပြဿနာဆိုလို့ရှိရင်တော့ဆရာဝန်စီကိုချက်ချင်းသွားဖို့လိုအပ်ပါတယ်ရှင်။ ။ဒါတရှိစီးမသွားနိုင်တဲ့ပြဿနာမှာကကြတော့ဒီစီးကပေါ့နော်ရုတ်တရက်ကြီးလုံးဝပေါက်လို့မရတော့တာမျိုးမဟုတ်ပဲနဲ့စီးနေနေပဲသွားပြီးတော့စီးကျန်နေတယ်လို့ခံစားရတာမျိုးပဲဖြစ်ပါတယ်။ဒီလိုမျိုးနာတာရှိစီးမသွားနိုင်တဲ့ပြဿနာကနောက်ဆက်တွဲဆူတိုးတွေများတဲ့အတွက်ကြောင့်မို့လို့အခုပြပြပေးသွားမယ့်လက္ခဏာတစ်ခုတည်းပို့ပြီးတော့ရှိနေမယ်ဆိုရင်တော့ဆရာဝန်စီကိုချက်ချင်းသွားတင်ပါတယ်။ဘလိုလက္ခဏာလေးလဲဆိုရင်တော့စီးကျန်နေလို့ဆိုပြီးတော့အစီခဏခဏသွားနေရတာမျိုး အခုပဲပေါက်ပြီးတော့အင်တာကပြင်လာတယ်ထပ်ပြီးတော့ပေါက်ချင်နေတာမျိုးစီးဆထွက်ဖို့အတွက်ကိုမနှဲညှိနေရတာမျိုးနဲ့စီးပေါက်နေရင်လည်းစီးကရရက်သွားတာမျိုးဒီလိုလက္ခဏာတွေပဲဖြစ်ပါတယ်ဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင်နော်စီးသွားရခတ်တာစီးမပေါက်နိုင်တာကိုပဲဖြစ်စေတဲ့အကြောင်းရင်းတွေကိုစီလံချောင်းပိတ်တာနဲ့စီလံချောင်းမပိတ်တာဆိုပြီးတော့အဓိကနှစ်ခုခွဲလို့ရပါတယ်စီလံချောင်းကိုပိတ်စေတဲ့အကြောင်းရင်းတွေကတော့ စီကြိတ်ကြီးနေတာဒါတွေကတော့အမျိုးသားတွေမှာအဖြစ်များတာပါစီလံကြောင်းမှာကင်ဆာဖြစ်တာစီလံကြောင်းကျင်းနေတာစီးအိမ်မှာအလုံးတည်နေတာကြောက်ကစီးအိမ်နဲ့စီလံကြောင်းမှာကြောက်တယ်နေတာတွေကစီမသွားနိုင်ခြင်းကိုဖြစ်စေတဲ့လမ်းကြောင်းပိတ်တဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်စီလံကြောင်းမပိတ်ဘဲနဲ့စီးတော်ရခတ်စေတဲ့ပြဿနာတွေအနေနဲ့ကတော့စီးအိမ်ကြက်သားတွေအာနေနေတာလေဖြတ်နေတာပင်မကြိုးရိုးကြီးကိုထိွားပြီးတော့အာယုံကြောတွေပါထိခိုက်မိတာ စီးကုံပတ်ဝန်းကျင်မှာပြင်းပြင်းထန်ထန်ထိခိုက်မိတာမွေးလမ်းကြောင်းကနေပြီးတော့ခလေးမွေးထားတဲ့အတွက်ကြောင့်မို့လို့ကျက်သွားတွေအာနဲ့နေတာမျိုးတွေကစီးတော်ရခတ်စီတဲ့ပြဿနာတွေပဲဖြစ်ပါတယ်ဘလို့ကုသကြမလဲစီးတော်ရခတ်တာကိုအကောင်းဆုံးဖြေရှင်းတာကတော့ဆရာဝန်စီတို့ပြတာပဲဖြစ်ပါတယ်ကုသမှုပုံစံနဲ့ကြာချိန်ကတော့ကိုဖြစ်နေတဲ့ပြဿနာပေါ်မှာပဲမူတည်ပါရနော်။ဆရာဝန်ကနေပြီးတော့မှဒီကိုယောဂနဲ့ကပ်ညီတဲ့ကုသမှုတွေဖြစ်တဲ့ စီပိုက်ထဲတာကြီးနေတဲ့စီလံကြောင်အတွက်ကိုစီလံကြောင်ချေတာစီချိတ်ကြီးနေတာအတွက်ကိုဆေးပေးတာခွဲစိတ်တာမျိုးတွေကိုလုပ်ပေးမှာပါအိမ်မှာလုပ်နေတာနောက်တစ်ခုကကြတော့စီးကုံပေါ်မှာရင်းနှွေးကပ်ပေးတာပဲဖြစ်ပါတယ်ကြီးတော်ရခတ်တဲ့ပြဿနာဆိုတာကလည်းတတော်ကိုခံစားရခတ်တဲ့ပြဿနာဖြစ်တဲ့အပြင်နောက်ဆက်တွဲစိုးတွေလည်းရှိနေပြီးတော့ယောဂတစ်ခုခုရဲ့လက္ခဏာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့မပေါ်စားပဲနဲ့အဆရာဝန်စီတော့ပြတာကဒါအကောင်ဆုံးမှလို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုနှီးကုန်းချော့လိုက်ပါရနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်